ဒေါ်လာမျိုးအားလုံးပဲနေလာပါကျွန်တော်ဒီတစ်ခါမိဘပြည်သူတွေကိုကြောက်ကြခြင်းနဲ့တင်းလေးကတော့ကျွန်တော်တို့ MOD အောက်ကနေပြီးတော့ခွတ်ထွက်သွားတဲ့တက်ရင်ဒီဘာကြောင့်ထွက်တာလဲဘာကြောင့်ထွက်ကြတာလဲဆိုရင်ကျွန်တော်လလမေးတဲ့ပြည်သူတွေရှိပါတယ်နော်လလမေးတဲ့ပြည်သူတွေရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါမြို့သားညွတ်ရီအစိုးရပြည်တော်စုဝေကြီးပြောရေးရုံးရဲ့ပြောရေးဆိုခွင့်ရှိသူအာရှင်းလင်းပြောကြားထားတဲ့ကျွန်တော်တို့ဗီဒီယိုဖိုင်ရောကျွန်တော်မိဘပြည်သူတွေချပြလိုက်တာဖြစ်ပါတယ်နော်ဒါကြောင့် ဘာကြောင့်ခွဲထွက်တယ်ဘာကြောင့်ထွက်သွားလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုချက်တော့ကြည့်လိုက်ရအောင်ဗျာဒီလူလူနဲ့နိုင်ငံတကာတို့တရင်တကာပြောကြခြင်းအစီအစဉ်လေးဖြစ်ပါမယ်နော်အားလုံးမင်္ဂလာပါမြန်မာညွေအစိုးရရဲ့ ပြည်သူလူထုနဲ့နိုင်ငံတကာတော့အဲကပြောကြားခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့မြို့သားညီရေးဆိုရပြည်တော်စုဝင်းကျုံယုံပြောရေးဆိုဝင်ရှိသူမေဖုံးလက်ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မြို့သားညီရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကိုကဲမှုအဲ့ဒီဘာလဲပေါ့အဲ့ဒီပေါ့အဲ့ဒီပေါ့နော်။ဘာကြောင့်နှုတ်ထွက်တာလဲဆိုတော့နှုတ်ထွက်ကြတယ်ဆိုတဲ့အစားနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်။မြို့သားညီရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့အကြံဖက်ဆေးအုပ်စုရဲ့မတရားအုပ်စိုးမှုလက်အောက်ကနေနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရွေချက်တူညီတဲ့ဒေါ်လာရင်းအင်အားစုတွေအားလုံးနဲ့ပူးပေါင်းပြီးမဟာဗျူဟာမြောက်စီးရေးပေါ်ဆောင်မှုတွေကိုဆောင်ရွက်နိုင်မှုစဉ်ဆက်မပြတ်အကျိုးသားအားထုတ်လျက်ရှိပါဒီလိုအခြေအနေเนาะတက်ပြောင်းတက်ရွှေ့ပြုလို့ရတဲ့အခြေအနေเนาะတက်ပြောင်းတက်ရွှေ့ပြုလို့ရတာတွေရှိသလိုစီရေးပေါ်ဆောင်မှုအခြေအနေကိုလိုက်ပြီးလက်နဲ့တက်ဆင်မှုတွေကိုလည်းဆောင်ရွက်ရပါတယ်ဒီလိုအခြေအနေမျိုးပေါ်လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိလို့ဖြစ်စေအခြားသောအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေမြို့သားညွေရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ chain of command အောက်ကနေနှုတ်ထွက်သွားကြတဲ့တရင်ချုပ်ရှိနေပါတယ်ဒီလိုပဲမြို့သားညူရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုကဲမှု chain of command အောက်မှာစစ်တီတော်အကျင့်ဝတ် code of conduct တွေနဲ့အညီတာဝန်ကျေပြွန်သောထမ်းဆောင်ရရှိတဲ့တရင်များစွာရှိနေသလိုကာကွယ်ရေးဝန်ကြီးဌာနရဲ့ခေါ်ပါတယ်ဒီလေးရှိတယ်ဝန်ထမ်းတွေလည်းရှိတယ်ပေါ့နော်တရင်လျှောက်တားမှုတွေလည်းဘာကြောင့်ထွက်လဲဆိုတော့အဖြေပြရအောင်အတိပေးပြောကြားလိုပါတယ် နိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအရှုံးနဲ့ရင်ဆိုင်နေရတဲ့အကြမ်းဖက်စစ်တပ်ဟာဂျော်နဲလာနေတဲ့လူဝင်အားကိုဖြည့်ဆည်းနိုင်မှုအတွက်အထမစစ်သားစုဆောင်းခြင်းတွေကိုတရားလက်လို့လုပ်ကန်ဆောင်ရွက်လျက်ရှိတာတွေ့ရပါတယ်။ဖြစ်ရှိချက်တွေအရတစ်နှစ်အတွင်းမှာပဲအပတ်စဉ်10ခုနီးပါးအထမစုဆောင်းခဲ့တဲ့အပြင်ပေါ်တာဆွဲတာအိန္ဒိယနိုင်ငံတွေကနေပြန်ပို့လာသူတွေကိုအထမစစ်မှုထမ်းစေတာအမျိုးသမီးတွေကိုပါအထမစစ်သားစုဆောင်းမှုစတင်လာတာ အချင်းအောင်တွေကလူငယ်တွေကိုအရမစစ်သားစုဆောင်းတာလူငယ်တွေရဲ့နိုင်ငံတကာထွက်ခွာမှုကိုပိတ်ပင်တာနိုင်ငံတကာရောက်ရှိနေသူတွေကိုလည်းလက်ပါစီတန်ယုံတွေကတစင်အချက်ကန်ပြီးတော့တိုင်းပြည်အတွင်းပြန်လည်ဝင်ရောက်ပြီးတော့အရမစစ်မှုထမ်းစေဖို့ကြိုးပမ်းတာစတဲ့လုပ်ရက်တွေကိုလည်းလုပ်ကန်ဆောင်ရွက်နေတာတွေ့ရပါတယ်အကြမ်းဖက်ဆဲအုပ်စုဟာအရမစစ်သားစုဆောင်းထားသူတွေကိုလာအနေငယ်ကစစ်တင်တန်းတက်စီပြီးတော့ချက်ချင်းဆိုလိုပဲရှေ့တန်းစစ်မျက်နှာတွေကိုဆီလုတ်ခါ လူသားတိုင်းတစ်ပွဲအသုံးပြုနေတာကိုလည်းတွေ့ရပါတယ်ဒီကိစ္စဟာနိုင်ငံနဲ့ချီပြီးကျူးလွန်နေတဲ့အတ္တမလုံစေခိုင်းမှု force labor ဖြစ်ပြီးတော့အဆိုပါဆုံးလူခွေချိုးဖောက်မှုတွေလည်းဖြစ်တာကြောင့်နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့အလို့သမားရေးရာအဖွဲ့အစည်းတွေနဲ့လက်ပိုက်ကြည့်မနေပဲနဲ့မေတ္တာရက်ခံပါလေ။မှုတွေစောင့်ရကြဖို့ပြုလုပ်ကြဖို့မေတ္တာရက်ခံတိုက်တွန်းလိုပါလေ။အိန္ဒိယနိုင်ငံတွေအနေနဲ့လည်း အကြောင်းမျိုးမျိုးကြောင့်ဘန်စီထိမ့်သိမ့်ခံရတဲ့မြန်မာနိုင်ငံသားတွေကိုအကြမ်းဖက်ဆဲဥစုလက်ထဲကိုပြန်လဲအနှံ့ခြင်းဟာတင်ရင်းထဲကိုပြန်ပို့တာနဲ့အတူတူပဲဖြစ်တာကြောင့်မိမိတို့နိုင်ငံလိုက်ထုတ်ပြန်ထားကြတဲ့မိခင်နိုင်ငံတို့ပြန်ပို့ခံရချိန်မှာအသက်အန္တရာယ်ကြရောက်နိုင်တယ်ပြန်ပို့ခြင်းကိုတားမြစ်သည့်ဥပဒေညွှန်ကြားချက်တွေနဲ့လူသားချင်းစာနာထောက်ထားမှုကိုလေးထားပါဖြင့်ကူညီဆောင်ရှောက်ပေးကြဖို့အထူးမြတ်တာရက်ခံလိုပါပဲဒါပြင် နိုင်ငံရခြားကိုရောက်ရှိနေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းတက်ဆိုင်ရာနိုင်ငံတွေရဲ့ထုတ်ပြန်ထားတဲ့ဥပဒေတွေကိုလေးစားလိုက်နာကြဖို့တက်ဆိုင်ရာနိုင်ငံလိုက်လူ့အဖွဲ့အစည်းတွေရဲ့ယဉ်ကျေးမှုတွေဒီကကြလိမ့်ချက်ပဲနော်ဒါကျွန်တော်တို့နိုင်ငံနဲ့သဟာဇာတာတက်အောင်နေဖို့လိုတယ်မြန်မာညိုရေးဆိုးရအနေနဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့အဲ့ဒီမှာစစ်သားစုဆောင်မှုတံကို ခံနေရတဲ့လူငယ်တို့ကိုတက်ဆိုင်ရာဝန်ကြီးဌာနတွေလိုက်တက်ဆွမ်းသမျှကိုကြီးဆောင်ရွက်လျက်ရှိသလို ်အရမစစ်သားစုပေါင်းခံရပြီးနောက်မှာတနည်းနည်းနဲ့တော်လန်ရေးအင်အားစုတွေနဲ့ပူးပေါင်းလာတာပြည်သူရင်ွယ်ခိုးလုံလာတာတွေကိုလည်းကျိုးစိုးလက်ခံပြီးတော့ကြီးစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။မြို့ကညိုရေးဆိုးရအနေနဲ့မိမိတို့စတင်တာဝန်ယူတဲ့အချိန်ကာလမှာရှိနေတဲ့နယ်နိမိတ်ပန်းချာတတ်မှတ်မှုကိုလက်ခံပြီးတာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။အနေနဲ့ညီပေါင်းမှုနော်။နယ်နိမိတ်ပန်းချာတတ်မှတ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Federal Unit များတတ်မှတ်ဖွဲ့စည်းရေးနဲ့ ဒေနမိတ်ပန်းချာတတ်မှတ်ရေးကိစ္စရများကိုအတွင်ကူပြောင်းရေးကာလရောက်ရှိသည့်အခါပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ဤသည့်ခွဲခြားဆက်ဆံခြင်းမှမရှိသေးဘဲအဓိကသက်ဆိုင်သူအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများတွင်ဒီချိန်မှာနေနေအငင်းမပွားပဲနဲ့ဟာအဲဒေါ်လာရင်းပြီးပါဒေါ်လာရင်းအရာတချင်ရာဖြစ်ပွားသည့်ဤသည့်အငင်းပွားမှုများကိုမဆိုးမိဖက်ပရိပခများအဖြစ်မှတ်ယူ၍ငိမ့်ညံသောနိဒံများဖြင့်သာဖြေရှင်းဆောင်ရွက်သွားကြမည်လို့2025ခုနှစ် ဖေဖော်ဝါရီလ3ရက်နေ့ကထုတ်ပြန်ခဲ့တယ်ပြတ်တာဖို့ပြောတာအရင်ကြီးပြတ်တာဖို့အတိလေးပေါ်ပြထားတာကိုလည်းဖြတ်လောင်းပြောကြလို့ပါလေမြန်မာညိုရေးဆိုရအနေနဲ့ Federal Democracy Brainian စိတ်ပိုင်းတစ်အခန်း3ပါအကောင့်ထဲပေါ်မိလုပ်ငန်းစဉ်သို့မဟုတ်နိုင်ငံရေးလမ်းပြမြေပုံအပိုက်ရှစ်အတွင်ကူးပြောင်းရေးကာလပယ်သီးပုံအခြေခံဥပဒေရေးဆွဲခြင်းလုပ်ငန်းစဉ်ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ UJ2 ရဲ့တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဖက်ဒရယ်အတွင်းကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ Article of Federal Transitional Arrangement AFTA after ကိုစူပေါင်းရေးဆွဲနေတဲ့အကြောင်းပြည်သူလူထုကိုအသိပေးပြောကြားလိုပါတယ်။မြို့သားညီညွတ်ရေးဆိုရအနေနဲ့ပြည်သူ့ຫນွေဦးဒေါ်လာရေးဟာဒေါ်လာရေးအင်အားစုတွေကြားညီညွတ်မှုအင်အားကိုတည်ဆောက်နိုင်မှသာအောင်မြင်မှုကိုအချိန်တိုအတွင်း ရယူဖမ်းဆုပ်နိုင်မှာဖြစ်တယ်လို့ယုံကြည်တဲ့အတွက်စတင်ဖွဲ့စည်းတဲ့အချိန်ကာလကစလို့အခုအချိန်အထိတော်လည်းအားစုတွေကြားတူညီရဲ့တည်ဆောက်နိုင်မှုလို့ပါဗောနော်ညီညွတ်မှုအင်အားတခုကိုဒုနဲ့ဒယ်နဲ့တည်ဆောက်နိုင်မှုစဉ်ဆက်မပြတ်ကြိုးစားခဲ့သလိုပဲ AFDA after ရေးဆွဲရေးလုပ်ငန်းစဉ်မှာလည်းထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ရရှိနေပါတယ်မြန်မာညွေးဆွဲအနေနဲ့ ပြည်သူအာဏာကိုမတရားတဲ့အနေနဲ့လူယူဖို့ကြိုးစားနေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့လက်ထဲကနေပြည်သူလူထုထံအာဏာပြန်အပ်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသလိုစိုးမိုးထိန်ချုပ်နယ်မြေတွေမှာပြည်သူဝန်ဆောင်မှုပေးလုပ်ငန်းတွေတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်းကြပြိုင်တထဲမှာဆောင်ရွက်လျက်ရှိပါတယ်။လူသားညူရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့2021ခုနှစ် ဧပြီလကနေ2025ခုနှစ် January လအထိစီရီယံဝန်ထမ်းတွေနေရဲစွန့်ခွာထွက်ပြေးတင်းဆောင်သူတွေစစ်ဘေးရှောင်တွေထိခိုက်ဒဏ်ရာသူတွေတဘာဝဘေးအန္တရာယ်အသင့်ပြည်သူတွေကြာဆုံးသူတို့ရဲ့မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရသူတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုကိုယ်ကြီးထောက်ပံ့ခြင်းနဲ့ဘုန်းကိုချင်းဆောက်လုပ်ခြင်းယာယီတဲဆောက်လုပ်ခြင်းလုပ်ငန်းတွေအတွက်ဒီနေ့20ကျက်နေပါတော့ဒါပြည်တွေရဲ့လုံခြုံရေးအတုံးပြုခဲ့ပါတယ် တရားဥပဒေစိုးမိုးရေးကိစ္စနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့လုံခြုံအေးချမ်းမှုကိုထိပါသူတွေဥပဒေချိုးဖောက်သူတွေကိုကြောသားရင်သားမခွဲကြဘဲတရားဥပဒေနဲ့ညီစီရင်ဆောင်ရွက်နိုင်မှုကိုလည်းအခက်အခဲတွေများစွာကြားကနေပဲအစွမ်းကုန်ကြိုးစားအားထုတ်နေပါတယ်။အမှုကိစ္စတွေများစွာထဲကမှသခိုင်းတိုင်းကံ့မှုမျိုးနယ်အတွင်းမှာလေကျန်းဖတ်မှုကျူးလွန်ကြောင်းဆက်ဆက်ခံထားရသူကံ့မှုမျိုးနယ်နဲ့ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖတာဝန်ခံဦးမဲကောင်ခေါ်ဦးမြင့်စောဦးဟာ ဖေဖော်ဝါရီလ26ရက်နေ့မှာပဲဒဇယ်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံကိုရိုင်းလာရောက်ဖမ်းဆီးခံခဲ့ပြီးဖြစ်ပါတယ်။အခြားစုစွဲခံရသူတွေဖြစ်တဲ့ဒေါ်အောင်ကိုဖမ်းဆီးထိတဲ့လားနော်ဒေါ်အောင်ကိုထိတဲ့လားယူကြည့်ပါတယ်။ဟွန်းဒီသုံးဦးကိုချုပ်ရရမန်ယူပြီးအမှုကိုစတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ဦးမဲကောင်ခေါ်ဦးပြည်စော်ဦးဟာ2020ခုနှစ်အချွေရွေးကောက်ပွဲမှာကဲဘလူးမြို့နယ်မဲဆန္ဒနယ်အမှတ်1ကနေပြီးတော့ကိုစားပြုပြီးတိုင်းဒေသကြီးတွတ်တော်ကိုယ်စားလှယ်ဖြစ် မိကောက်တင်မြောက်ခံထားရတယ်သူဖြစ်တာကြောင့်ဒီမှုကိစ္စနဲ့ပတ်သက်ပြီးတော့တရားဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်ဆိုတော့ကိုဒီတော်သူတို့တော်ကတိုင်းဖြစ်ရည်နဲ့လွတ်တော်တာရှိတယ်နော်ကြည့်ကြာတော့ကြာနာတော့ဒီဘေးအကြောင်းကြားထားတဲ့ကစကိုင်းမှာ Federal Unit လွတ်တော်တာကြီးဆောင်တာပြီးတာစကိုင်း Federal Unit လွတ်တော်တို့ကလည်းဥပဒေနဲ့အညီဆောင်ရွက်မှုကိုကန့်ကွက်ရန်မရှိကြောင်းအကြောင်းပြန်ခဲ့ပြီးဖြစ်ပါတယ်အိန္ဒိယနိုင်ငံတစ်ခုရဲ့မီဒီယာတစ်ခုက Facebook ခိုင်ကန်ကြီးတော်ကြီးရွာလုကမေတော်တခင်မဖះเจ้าမှာ မန္တလေးကမ်းကျုပ်သာသနာကတက်တော်ကြီးရှိတဲ့ဘုန်းတော်ကြီးဟုတ်တာဗောနောဘုန်းကြီးကိုတက်ဖြတ်တဲ့ဟာပါပေါ့တက်ကိစ္စနဲ့ပတ်သက်ပြီးတရင်ရေးသားရမှာပြည်သူ့ကာကွယ်တက်မတော် PDF ရဲ့ဓာတ်ပုံကိုအသုံးပြုထားတာတွေ့ရတာကြောင့်ဒီလိုအသုံးပြုမှုဟာပြည်ရမှန်နဲ့ကွဲလွဲနေပြီးတရင်ဖတ်ရှုသူတွေအနေနဲ့နားလည်မှုလွဲမတာတွေဖြစ်နိုင်ကြောင်းဒေသကြီးရေးဆိုရတရင်ယုံ press office အနေနဲ့ပြည်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်နဲ့တရင်ထုတ်ပြန်ခဲ့တယ်နော်ဆက်သွားခဲ့တယ် ပေးဖို့ပြီးကန့်ကွက်ခဲ့ပါတယ်ဒီကန့်ကွက်မှုကိုလည်းတော့ဒီကောင်ပြန်လဲတီးဖြတ်ပေးခဲ့တဲ့သတင်းဌာနကိုလည်းအထူးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံဟာလက်ရှိအချိန်မှာထိလွယ်ရှလွယ်တဲ့ဒေါ်လာရေးကာလတစ်ခုကိုဖျက်ဆီးနေရတဲ့အခြေအနေဖြစ်တဲ့အပြင်အကြမ်းဖက်ဆဲအုပ်စုအနေနဲ့လည်းဒီလိုတွေကြံ့ကြည့်ပါနော်နီလန်ပေါင်းတို့နဲ့ရေအကျက်ရှိရှိဖြတ်ချီပြီးတော်လန်ရေးကိုပုံဖြတ်နေတဲ့လုပ်ရက်တွေငွေကြေးပမာဏများစွာအသုံးပြုပြီးဆောင်ရွက်လျက်ရှိတာကြောင့် သတင်းမီဒီယာတွေအနေနဲ့အထူးသတိပြုကြဖို့မေတ္တာရပ်ခံလိုပါတယ်။ဒေသညိုရေးအစိုးရအနေနဲ့ကတော့ထုတ်ပြန်ထားပြီးဖြစ်တဲ့တာနေသေးလွတ်လပ်ခွင့်နဲ့သတင်းမီဒီယာဆိုင်ရာဒေသညိုရေးအစိုးရ၏ဘောရရက်တီချက်ပါဘောရများတိုင်းရက်တီဆောင်ရွက်သွားမှာဖြစ်ပါတယ်။မိကုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့ပြည်သူ့ຫນွေဦးတော်လိုင်းရေးဟာ၄နှစ်ကျော်ကာလတခြားလုံးမှာ ိတ်ပိုင်းဖြတ်မှုခိုင်ခိုင်မာမာနဲ့ဒီဇိုင်းမှမှပါဝင်ခဲ့ကြတဲ့ပြည်သူလူထုတရက်လုံးရဲ့အားထုတ်မှုပေါင်းများစွာကိုပေါင်းစုထားခြင်းကြောင့်သာလက်ရှိရရှိနေတဲ့အောင်မြင်မှုတွေကိုရရှိနေတာဖြစ်ပါတယ်။တနခါနဲ့သင်နေတဲ့နောက်ဆုံးလက်ကျန်ငကတ်တရံကိုတော်လန်ရေးအတွက်ဖြုတ်ပေးခဲ့တဲ့အမေဦးကအစကို့ချွင်းနေစာရဲ့တစိတ်တစ်ပိုင်းကိုတော်လန်ရေးအတွက်လက်စင်ပုံမှန်ဖယ်ထားထည့်ဝင်နေတဲ့လက်လုံလက်စားလုံသမလေးအလေအသွေးအသားအသက်ဘဝ ကိုလက်အင်ကမိမိတို့ရဲ့ပေတာမျက်နှိုးရာတွေကိုစွန့်လွတ်ပေးဆက်ထားကြသူတွေအစုံဒီလိုတူတယောက်ချင်းစီတိုင်းရဲ့အာထုံမှုတွေအားလုံးဟာမြန်မာနိုင်ငံရဲ့ mind တဲ့ကနေဒီကြံရလေးအကြိုက်ဆုံးအခေယာတွေပဲဖြစ်ပါတယ်လူသားညွရေးဆိုးအနေနဲ့ပြည်သူစံနာကိုဥထိပ်ပန်းပြည်သူအားကိုအခြေခံပြီးပြည်သူလူထုရဲ့လူလားချက်ဖြစ်တဲ့ Federal Democracy ပန်းနိုင်ကိုရောက်တည်အထိ ပြည်သူလူထုအပေါ်တစ္ဆာရှိရှိနဲ့ကျေးဇူးတင်ပါတယ်ဗျာ။ဒီကတော့မှာဖြစ်တယ်လို့ပြောကြရင်စီစဉ်ကိုဒီကုန်းချုပ်ပြပြီ။ရေးတော်ဘုံဘုတ်ချ